ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ Trip Token Application ရနေပြီးတော့လင်းလက်မှတ်တွေဘယ်လိုဝယ်လဲဆိုတာကို share လုပ်သွားပေးခြင်းပါတယ်အရင်ဦးဆုံး Trip Token ဆိုတဲ့ application လေးကို download လုပ်ပြီး install လုပ်ထားလိုက်ပါ fly ရဲ့ search bar မှာကိုပဲရနေပေးဟူသွားမယ်ဆိုတဲ့ဟာကိုဖြစ်လိုက်ပါကျွန်တော်ကတိုချိုကနေတောင်းမှဖြစ်တဲ့အတွက်တိုချိုလိုရိုက်ထည့်လိုက်ပါတယ်တိုချိုမှာဆိုလို့ရှိရင်ဟန်နေတာ airport နဲ့နာရီတာ airport ဆိုပြီးနှစ်ခုရှိပါတယ်ဘယ် airport ကနေပဲဖြစ်ဖြစ်သွားနိုင်တာမို့လို့ all airport ဆိုပြီးရွေးလိုက်ပါတယ် ပန်းကောက်ကိုသွားမှဖြစ်တဲ့အတွက်ပန်းကောက်ဆိုပြီးရိုက်ထည့်လိုက်ပါမယ်။အဲ့ဒီမှာ၄စိမ့်နှစ်ခုပေါ်လာပါလိမ့်မယ်။ကျွန်တော်ကသူဝနဘူမီ၄စိမ့်မှာဆင်းမှာဖြစ်တဲ့အတွက်သူဝနဘူမီ airport ကိုရွေးလိုက်ပါရယ်။လက်မှတ်က one way ရဲ့ round trip ရဲ့ multi city ရဲ့ဆိုပြီး၃မျိုးရှိပါတယ်။ကျွန်တော်ကတော့ round trip ကိုပဲရွေးပါရယ်။ပြီးရင်အောက်မှာကိုသွားမဲ့ရဲ့ရဲ့ပြန်မဲ့ရဲ့ရဲ့ကိုရွေးလိုက်ပါ။သွားမဲ့လူဦးရေရွေးပါ။ကျွန်တော်ကတော့တစ်ယောက်တည်းမလို့တစ်ယောက်ပဲရွေးလိုက်ပါရယ်။ search bar ကိုနှိမ့်လိုက်လို့ရှင်အချိန်တွင်နဲ့ flight မျိုးစားတွေအများကြီးကြာလာပါလိမ့်မယ်ရှင် ဟန်ကယ်ရီအသေးလေးပဲတည်လို့ရတဲ့အပေါ်ဆုံးက6230တန်ကိုရွေးလိုက်ပါတယ်။အဲ့ဒါအသွားတစ်ချောင်းသာပဲရှိပါသေးရဲ့ရှင်။သွား flight ဆိုလို့ရှိရင်လည်းအချိန်ကိုတည်တည်ချာချာလေးရွေးရပါမယ်။အချိန်ကြီးအရင်ကြီးနောက်မကြဖို့လိုပါရဲ့။ဘာဖြစ်လို့လဲဆိုတော့သူများနိုင်ငံကိုသွားတာဖြစ်တဲ့အတွက်အရင်ကြီးနောက်ကျနေလို့ရှိရင်အဆင်မပြေပါဘူး။ကိုယ့်ကိုဟိုဘက်မှာလာကြိုပေးမဲ့သူရှိတာတို့အဖွဲလိုက်သွားတာတို့ဆိုရင်တော့အချိန်နောက်ကျလည်းကိစ္စမရှိဘူးပေါ့နော်။ return flight ကိုကြတော့ package အကြီးရောအသေးရောတင်လို့ရတဲ့အပေါ်ဆုံးက9000 9220တန်ကိုယူလိုက်ပါတယ် ကွန်တိန်းနီးကိုနှိမ့်လိုက်လို့ရှိရင်ကိုရွေးထားတဲ့ flight အချိန်တွေရဲ့ flight number တွေရဲ့ကြာလာပါလိမ့်မယ်ရှင်။ cancellation fee ကတော့မလိုအပ်လို့မရွေးတော့ပါဘူး။အဲ့ဒီမှာကိုယ့်ရဲ့နာမည်တွေ၊ gender တွေ၊ nationality တွေ၊ motor grade တွေ၊ passport number တွေအပြည့်စုံဖြည့်ရပါမယ်။အသွား flight က hand carry အသေးလေးတစ်လုံးပဲပါတာဖြစ်တဲ့အတွက်ဒီမှာကီလိုထပ်ဝေလို့ရပါတယ်။ တကယ်ဝယ်တဲ့အခါ package အကြီးရောအသေးရောပါတဲ့ဟာကိုဝယ်တာထက်ဆောင်လို့ရှိရင် package အသေးလေးတစ်လုံးပဲပါတဲ့ဟာကိုအရင်ဝယ်ပြီးတော့အခုလိုမျိုးနောက်မှကီလိုထပ်ဝယ်လို့ရှိရင်ပိုပြီးတော့တန်တယ်လို့ခံစားရပါတယ်။ထိုင်ကုန်နေရာရွေးတာတို့တခြားကိုလိုချင်တဲ့ service တွေကိုလည်း add လုပ်ပြီးရွေးလို့ရပါတယ်။ပတ်စံတော့အပိုထပ်ပေါင်းပေးရပါတယ်။အားလုံးပြီးသွားပြီဆိုလို့ရှိရင် payment အတွက်ကိုယ့်ရဲ့ card information တွေကိုထည့်ရပါတော့မယ်။ credit card ရှိရသူကလည်း credit card ပေါ့နော် debit card ရှိရသူကလည်း debit card pay pay အပြင် gift card တွေနဲ့လည်းခြေလို့ရပါတယ်။ ပေးမန့် complete ဖြစ်သွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့မေးထဲမှာလေးရင်လက်မှတ်ရောက်လာပါလိမ့်မယ်။မေးထဲကနေလက်မှတ်ကို download လုပ်ပြီး file ထဲမှာတိမ့်ထားလိုက်ပါ။ဒါကကျွန်တော်အရင်ကခရီးသွားတော့ဝယ်ထားတဲ့လက်မှတ်မူလို့အရှိမဝယ်ပြထားတဲ့ဟာနဲ့တော့မတူပါဘူး။ check-in counter ကိုရောက်ပြီဆိုလို့ရှိရင်ကိုယ်တိမ့်ထားတဲ့လက်မှတ်လေးကိုပြလိုက်ရုံပါပဲ။လိုရမယ့်ကလက်မှတ်ကို print ထုတ်ထားတာမျိုးလေးလုပ်သွားစေချင်ပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။ Bye bye ။